မျိုးသားမျိုးသမီးတော့အားဆဲပေါ့တရားကိုအဓိကအဲဦးစားပေးထုတ်လုပ်တာပေါ့ယောက်ျားသားဒီမတန်စွမ်းဖြစ်တဲ့ဟာတားသမီးမထုံးကားတဲ့ဟာဒီအဲ့လိုမျိုးကြီးတောက်လို့ရှင်လုံးဝကောင်းသွားတယ်တော်တော်များများရတယ်ဒီမြို့ထဲမှာကိုဟုတ်တယ်အရောက်ပေါင်း၄ငန်းရာတော့ရှိမှာပါကျွန်တော်တို့ကချင်တိုင်းဆဲထုတ်လုပ်တဲ့နေရာပေါ့ဦးလေးလုံးကဆဲပေါင်းတာပေါ့နော်ဆဲကိုဒီအပြည့်ပြည့်ထည့်ပြီးမှပေါင်းတာ အောင်ပြီးမှကျွန်တော်တို့ဒီကချင်အရက်နဲ့ပြန် mix လုပ်ပြီးမှနော်ပုံစံတာပေါ့ဟိုကျွန်တော်တို့ဒီကချင်တိုင်းရင်းဆဲပေါ့လေနော်ဒါကျွန်တော်တို့အိုးဘူးစင်ပုံဆက်ကနဲ့လုတ်လာတာပေါ့ပြောမယ်ဆိုတော့ကျွန်တော်တို့ဒီအဖေရဲ့ခစ်ကနဲ့နော်ဒီပုံ40ကျော်50လောက်တော့ရှိပြီပေါ့ယူရဆဲအနေနဲ့ အရင်တော့အဲ့လိုမျိုးထုတ်လုပ်တာပေါ့အခုဒီထုတ်လုပ်ခွန်တို့တိုင်းစိမပုံတင်တမတော်ကအဲ့လိုမျိုးတွေကြတော့အခုနေပေါင်း20လောက်ပဲရှိသေးတယ်ဖေရဲ့ခစ်အခုကျွန်တော်တို့အဲတာသမီးတွေခစ်၃၃ဆက်ဖြစ်သွားပြီပေါ့အဖေကကြတော့အခုဆုံးသွားတာသူ့အတက်တရာနဲ့ရှင်းနှစ်အတက်အတက်63နှစ်ရှိပြီ63နှစ်အမျိုးသားအမျိုးသမီးတော့အားဆဲပေါ့တရားကိုအဓိက အဲဝစာပဲထုတ်လုပ်တာပေါ့အယူကြောတမ်းပါတယ်ပြီးတော့သူကဒီအပူအေးအေးများတဆေတာပေါ့နော်ယောက်ျားသားဒီမတန်စွမ်းဖြစ်တဲ့ဟာဒီတာသမီးမထွန်းကားတဲ့ဟာဒီကလေးလေးဆိုရင်တငယ်လာယောဂံနဲ့ပျော့တဲ့ဟာဒီပေါ့နော်အဲ့လိုမျိုးတွေတောက်လို့ရှင်လုံးဝကောင်းသွားတယ်ကလေးမရနိုင်တဲ့ဟာကြီးကျတော့အိမ်နွေးတဲ့ဟာမျိုးပူထဲရတာပေါ့အဲ့လိုမျိုးအတေချန်တဲ့စစ်စစ်မှုမှပဲပေါ်စတာ တော်တော်မြင့်မြတ်ရတာဒီမြို့ထဲမှာကိုဟိုဟုတ်တယ်ရောက်ပေါင်း၄င်းရတော့ရှိမှာပါရှိတယ်အစံဒီထက်စားဆရာဒီထက်ပြမလာကတော့တဲ့ဟိုင်လည်းရှိတာပေါ့နော်လူမျိုးမရွေးဘာသာမရွေးကိုအန်တီကအဲ့လိုမျိုးကိုပါတယ်လောက်ပါတယ်သားသမီးကတားကြီးပဲ၄ရောက်ပါဟုတ်မိ၄ရောက်မိ၄ရောက်အဲမိက၄ရောက်ဒီအဓိကတော့ကျွန်တော်တို့ရဲ့ဒီစိုက်တဲ့ဆေးပေါ့ စိုက်တဲ့ဆေးကသူက6နှစ်နှစ်20လောက်ကြာတာကချင်လိုကြတော့သူကရှင်လုံလို့ခေါ်တယ်အဲ့ဆေးကကျွန်တော်တို့တုံဘောကနဲ့ယူခဲ့တာနှစ်ပေါင်း50လောက်ကြာပြီပေါ့ဒီထဲမှာတော့ထဲမှာမရှိဘူးသူကသူကအစီခဲဖြစ်သွားပြီနှစ်ပေါင်း15နှစ်လောက်ကြာမှဒီလိုအစီခဲဖြစ်တာအကြီးကြီးကနဲ့တော့သူကအနစ်သားဖြစ်လာတဲ့အခါဒီလောက်ပဲရှိသွားတာပြင်ကအကြီးကြီးပဲ အမေဒါမှ तू ကဆေးဖြစ်တာ။အော်ဒီပလင်းထဲမှာထည့်ထားတဲ့ဆေးအမျိုးအစားကတော့ तू က၅မျိုးလောက်ထည့်ထားရတယ်။ခုဒီနေရာမှာတော့ကျွန်တော်တို့တိုင်းဆေးပေါ့လေတော့ကျွန်တော်တို့ကချင်တိုင်းဆေးထုတ်လုပ်တဲ့နေရာပေါ့။အဲခဲလိုက်ပြပြီးပါဦး။အဲခုပထမအုံဆုံးကျွန်တော်ဆေးပေါင်းတဲ့နေရာလိုက်ပြအောင်မယ်။ခုဒီနေရာဒီဒီဦးတွေကအခုကျွန်တော်တို့ဦးလေးလုံးကဆေးပေါင်းတာပေါ့နော် ဒီအခုအဓိကဒီဆေးပေါင်းတဲ့ဆေးကိုဒီအပြည့်ပြည့်ထည့်ပြီးမှပေါင်းတာပေါင်းပြီးမှကျွန်တော်တို့ဒီကချင်အရက်နဲ့ပြန် mix လုပ်ပြီးမှနော်ပုံစတာပေါ့တူဦးကိုသူကနာရီနဲ့၃နာရီလောက်တော့ကြာတာပေါ့တပလင်းဖြစ်ဖို့ကတော့သူဆေးစုံပြီးဆိုတော့ဘာမှမကြာတော့ဘူးထဲမှာထည့်တဲ့ဥစ္စာကပြားရယ်ရယ်နော်ဒီကချင်အရက်ဆိုတာကျွန်တော်တို့ကိုယ်တိုင်နော်ချက်ပြီးမှလုပ်ရတယ်အဲနတ်ထားရတယ်သူကနတ်ထားရတယ် သူကနင်းဆုံးတပတ်လောက်နှတ်ထားရတယ်။အဲအဲ့ဒီခါမှသူဒီအရက်ရက်ဓာတ်ကိုတည်သွားအောင်လုပ်တာ။အဲ့ခါဆိုသူကတောက်နဲ့ခေါင်းမကိုက်တော့ဘူး။တခြားအရက်နဲ့လုပ်လို့မရဘူး။ကိုယ်တိုင်ချက်တဲ့အရက်မှရတာ။ဆန်အရက်ပေါ့လေနော်။အဲ့ဒါမှသူကတောက်တဲ့အခါတောက်တဲ့လူအတွက်လည်းဒီစမ်းမရဲမထိခိုက်ဘူးပေါ့။တရက်ကိုသူတို့လည်းပလင်းပေါင်းတရက်ကိုပလင်းထောင်ချီပြီးမှချက်ရတယ်။အဲ့ခါမှအစဉ်ပြေတာပေါ့။အဲ့မှလည်းသူက၅မျိုးလောက်ကြောင်ပြန်း ဆယ်နေ၅မျိုးလောက်ထည့်ရတယ်။ဟော၅မျိုးတော့ပြန်ထည့်ပြန်ထည့်ရတယ်ထည့်ပြီးမှသူကအဲ့ခါမှဒီလိုပလင်းဖြစ်လာတာပေါ့။တရက်ကိုပလင်းပေါင်း၃၀၀၄၀၀အဲ့လောက်ထုတ်လုပ်တာပေါ့။ကြမ်းရပေါ့။ကလေးတွေကြတော့ဒီအခုကြုံမှအခုတိုက်ပေါ့နော်အခုဒီပလင်းထဲမှာထည့်တာဟန်ဆိုတော့အရက်ပါတာပေါ့အကြာကြီးထိုင်နှစ်ပေါင်း20 30ထန်းလဲသူကဟိုမပြေဘူး ဒိတ်လုံနာလည်းမရှိဘူးသူကကြတော့ပလင်းထက်အရေးကြတော့သူကပက်ချင်နဲ့ပက်ချင်နဲ့တမနက်ဟိုတခွက်ပေါ့နော်နင်းလေတခွက်ဆေးအဖြစ်သုံးမယ်ဆိုလို့ရှိရင်ညနင်းစားပြီးမှတခွက်ပေါ့နော်အဲ့လိုမျိုးပေါ့အပျော်တောက်တဲ့ဟာတွေကဘလို့တောက်တောက်ရတာပေါ့မျိုးတမိမျိုးတာအပြိုးလိုပြိုးအခုအခုခက်ကလေးတွေဆိုပုံတောက်တာပေါ့ဒီမြန်မာပြည်ကတော့အငန့်ပူပါတယ် เออဒီဘက်ကအလုံးကျတော့ဟို15000ပေါ့เนาะအဲ15000ဟောဘက်ကကျတော့သူကတိတန့်ပေါ့เนาะဒါကျတော့35000ပေါ့ပြီးတော့ရောင်းတန်းဟောအပြားတည်းက9000 6000နေပေါ့ပထမပိုင်းဆိုလို့ရှင်တော့ထဲတောင်ထဲသွားရတယ်ဟုတ်တယ်ရှာရတယ်ဟုတ်တယ်ရှာရတော့မလေးစူးဒီမလေးချုံဒီကြားထဲမှာအကောင်ပလောင်နေလဲအများတွေးရတယ်မွေကအစာပေါ့နော်အဲ့လိုမျိုးတော်တော်လေးပြင်ပန်းခဲ့တယ်တော်တော်လေး ကြောက်လဲကြောက်ခဲ့တာပေါ့နော်စရောင်းတုံးကကြတော့25ကျက်လေအင်း double 25ကျက် double 25ကျက်83မှာအန်ဒီကိုဆောင်းတာ71နှစ်မှာကြတော့25ကျက်ပါ double 25ကျက်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီလူနာဒီကောင်းတော်လို့ရှင့်အန်ဒီကပူပြီးမှဝန်တာတယ်အားရတယ်သူတို့တကယ်အဲနည်းနည်းအရရကအားပေးကြတဲ့ အဲဒီကသမာဒီအလုံးကိုလည်းအန်ဒီကကဲကိုကျေစုတင်တယ်ပြီးတော့တုံးဆောင်ပေးတဲ့အတွက်လည်းဟိုကျေစုတင်ပါတယ်ပေါ့နော်